မန္တလေးအိုးဘိုအကျဉ်းထောင်ကိုပြောင်းရွှေ့ရောက်ရှိလာတဲ့နိုင်ငံရေးအကျဉ်းသားတွေကိုစိုးစုရဲနဲ့ထောင်ဝင်တန်းတွေကလူမြေကွင်းမှာဝိုင်းဝန်းရိုက်နှက်ခဲ့တယ်လို့အကျဉ်းထောင်ရဲ့နှိဆက်သူတွေကပြောပါရယ်။ဇွန်လ12ရက်မွန်လွယ်ပိုင်းမှာမန္တလေးအိုးဘိုထောင်ကိုအခြားအကျဉ်းထောင်အသီးသီးကအကျဉ်းသားတွေကားနဲ့ပြောင်းရွှေ့ရောက်ရှိလာပြီးတဲ့နောက်ကားပေါ်ကဆင်းလာတဲ့နိုင်ငံရေးအကျဉ်းသားတွေကိုစိုးစုရဲနဲ့ထောင်ဝင်တန်းတွေကတန်ကြိုးတွေဒုတ်တွေနဲ့ဝိုင်းဝန်းရိုက်နှက်ခဲ့တာလို့အကျဉ်းထောင်ရဲ့နှိဆက်သူကဆိုပါရယ်။ မုံရွာအကျဉ်းထောင်ကနေနိုင်ငံရေးအကျဉ်းသားအကျဉ်းသူ190ကျော်အပါအဝင်ငင်းချန်တဲ့မကွေးအကျဉ်းထောင်တွေကစုစုပေါင်း200ဝန်းကျင်ကိုဇွန်လ12ရက်မှာအခြားအကျဉ်းထောင်အသီးသီးကိုပြောင်းရွှေ့ခဲ့ရမှာမုံရွာတပိတ်ကောင်းဆောင်ကိုဝေမိုးနိုင်ပါဝင်တဲ့နိုင်ငံရေးအကျဉ်းသားတွေမန္တလေးဥပ္ပုအကျဉ်းထောင်ကိုရောက်ရှိလာခဲ့တာလို့ကိုဝေမိုးနိုင်တဲ့နေဆက်သူတွေကဆိုထားကြပါဗျ။ ကိုဝင်မိုးနိုင်ပါဝင်တဲ့နိုင်ငံရေးအကျဉ်းသားတွေကိုစံနှမင်းက6စီတံပြားကကား2စီ AC က3စီလိုနဲ့မနက်9နာရီဝင်းချက်မှာမုံရွာအကျဉ်းထောင်ကနေခေါ်ထုတ်သွားခဲ့တာဖြစ်ပြီးမန္တလေးမြင်းချမ်းနဲ့မကွေးအကျဉ်းထောင်တွေကိုပို့ဆောင်ခဲ့တာဖြစ်တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်ကသတင်းထုတ်ပြန်ထားပါတယ်။မန္တလေးအို့ဘုအကျဉ်းထောင်ကိုရောက်ရှိလာပြီးတော့ရိုင်းနှက်ခံရတဲ့နိုင်ငံရေးအကျဉ်းသားတွေထဲမှာမုံရွာတပိတ်ကောင်းဆောင်ကိုဝင်မိုးနိုင်အပေါင်းရဲ့အခြားနိုင်ငံရေးအကျဉ်းသားတွေပါဝင်မှုရှိမှရှိနဲ့ပတ်သက်ပြီး MFB က ကိုဝေမိုးနိုင်တဲ့နေဆက်သူတွေကိုစက်သွယ်မင်းမြန်ခဲ့ရမှာသူတို့လဲစုံစမ်းနေသေးတာဖြစ်ပြီးအတိအကျမသိရသေးဘူးလို့ဆိုပါတယ်